အားလုံးပဲမြင်္ဂလာပါရှင်။ PIK မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ PIK မြန်မာနဲ့အာဟာရဆိုင်ရာအထူးပြုဆရာဝန်ကြီးဒေါက်တာဒေါဝင်းမြင့်တို့ကနေပြီးတော့ကလေးတို့ရဲ့မျက်စိကျန်းမာရေးဒီအစီအစဉ်မှာအခမဲ့မေးဆိုတဲ့အစီအစဉ်လေးကိုပေါ့နော်ဒါပူးပေါင်းပြီးတော့တင်ဆက်တာဖြစ်ပါရစေ။ ဟုတ်ဆရာမကြီးမြင်္ဂလာပါမြင်္ဂလာပါသမီးဟုတ်ဒီနေ့မှာဆိုလို့ရှင်တော့ဗောနော်ဒါပေပေမေမေတို့ကနေပြီးတော့ကိုယ့်ရဲ့တာတာမီမီလေးတွေဗောနော်ဒါမျက်စိကျမ်းမကြီးနဲ့ပတ်သက်ပြီးတော့မိကုံးလေးတွေမိထားတယ်ဗောနော်အာဒီစီစဉ်လေးမှာဆရာမကြီးကမိကုံးလေးနည်းနည်းလေးဗောနော်ဖြေချပေးပါအောင်ရှင်ဟုတ်ဖြေပေးပါမယ်လို့တော့မာရရတော့သမီးရဲ့ဟာရဆရာဝန်ဗောနော်ဟုတ်ဟုတ်ဗောမာရရဲ့ nutrition point of view ရဲ့နောက်ဆရာဝန်တယောက်အနေနဲ့ဗောနော်အဲ့ဒါလေးတွေကတော့ဖြေပေးသွားပါမယ်တချို့အချက်လေးတွေကတော့လေဥမာဆိုရှင်တော့ဒါတချို့နည်းနည်းတိတိကျကျလေးဖြစ်ချင်တယ်ဆိုတော့ဒါမျက်စိဆရာဝန်ကတော့ပိုသိတာဗောနော်ဟုတ်ဟုတ် ီတော့ရှိပါတယ်ဟုတ်ဆရာမအဲ့ဒါဆိုလို့ရှိရင်ပထမဆုံးမိကုန်းလေးကိုစပြီးမေးလိုက်မယ်နော်ဟုတ်ကဲ့ဟုတ်ပထမဆုံးပေါ့နော်မေးထားတာကကြတော့ဒါထထအောင်ဆိုတဲ့အကောင့်ပိုင်ရှင်ကမေးထားတာပါဆရာမအဲသူကတော့ပေါ့နော်တတားအားတဲ့6နှစ်နဲ့9လပါတဲ့အဲတားငငယ်ကလေးရပေါ့နော်ညလုံးကဆွေးနေတယ်လို့ထင်လို့ပါတဲ့မွေးပြီးတော့တဲ့နောက်နေ့မှာဆိုလို့ရှိရင်ပေါ့နော်ဒါသူ့ညလုံးကိုသူလက်သေးလေးနဲ့ထိုးမိသွားတယ်တဲ့အဲညလုံးကအလဲအတက်တက်ကြည့်လို့ရှိရင်တော့ဟိုနှစ်ဖက်လုံးကိုပေါ့နော်တက်တက်သိမ့်မရောက်လို့ပါတဲ့သူများတွေကတော့ခွဲစိတ်ရမယ်လို့ပြောပါတယ်တဲ့ဒါပြင်းနေပေါ့နော်မခွဲ ဲပဲနဲ့ခုတောက်လို့ရနိုင်မလားရှင်နဲ့ဟောမေးထားပါတယ်ဟုတ်ကျွန်းတစ်ပြင်းပေါ့နော်ဒီမျက်စိဆွေတဲ့ဆိုတဲ့ဥစ္စာလေးကတော့ဒါ မာဆယ်ရဲ့ contraction ပုံမှန်ပေါ့နော်ပုံမှန်မဟုတ်တာ ဖြစ်ပါတယ်အဲ့တော့ဥပမာဆိုလို့ရှိရင်တော့ဒါမျက်စိဆွေးတယ်လို့ပြောလို့ရှိရင်တော့အခုဖြစ်မှာတော့လေတမီးရဲ့ဥစားပေါ့ခွဲစိတ်လို့ရသွားပြီเนาะဒါတော်တော်များများလဲဒါ advance ဖြစ်လာပြီပေါ့နော်မြန်မာပြည်မှာလဲခွဲနေကြပါတယ်ခွဲစိတ်ဆရာဝန်ဒီကိုယ်တိုင်ကခွဲမှသာလိမ့်မယ်မျက်လုံးရဲ့တွတ်သူပုံမှန်ရှိတဲ့နေရာကိုတော့ရောက်သွားမှာပေါ့နော်အဲ့တော့မအကြံပေးချင်တာတော့ခွဲတာကတော့ပို့ပြီးတော့မှကောင်းပါတယ်တခုပဲပေါ့နော်ဥပမာဆိုလို့ရှိရင်သူမျက်စိအားကောင်းအောင်လို့ကတော့ဒါအာဟာရဆိုတာတော့မဖြစ်မနေလိုအပ်တာပဲလေเนาะ အဲ့ဒီအတွက်ကြောင့်မလို့တော့ဥမာဆိုလို့ရှိရင်တကယ်ကိုပဲမျက်စိအကောင်းစီတဲ့အာဟာရဓာတ်တွေကတော့ပြည့်ဖို့အရေးကြီးတာပေါ့ဥမာဆိုလို့ရှိရင်အဓိကကတော့ဗီတာမင် A ဗီတာမင် E နော်ဗီတာမင် C နော်နောက်ပြီးတော့မှတစ်ခါ ဥစား omega 3ပေါ့နော်ဒါလေးတွေကတော့ပြည့်စုံအောင်တော့ဒါဘလို့ပဲပြောပြောပေါ့နော်စားထားတယ်ဆိုလို့ရှိရင်တော့ဒါမျက်စိအတွက်ကတော့အားကောင်းတယ်လို့တော့ပြောလို့ရပါတယ်နော်ဥစားတကယ်ကိုပဲညီသွားစေချင်တယ်ဆိုလို့ရှိရင်တော့ဒါမျက်စိဆောင်ဝင်နေတော့ခွဲမှရတယ်လို့တော့ပြောချင်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒါဆိုလို့ရှိရင်ခွဲလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေသွားပါပေါ့နော်ဟုတ်တယ်နောက်ပြီးတော့မှအခုခက်ကလည်းလေဟိုခက်ခဲတဲ့ဟာမဟုတ်တော့ဘူးလေဟုတ်ကဲ့ဆိုရှင်တချို့ဆိုလို့ရှိရင်တော့မှငယ်တဲ့အရွယ်မှာခွဲရင်တော့ဒါမျက်လုံးတွေကပိုကောင်းတာပေါ့တချို့ဆိုလို့ရှိရင်အမောင်30ကျော်တွေမှာလည်းခွဲတယ်တချို့ဆို90ကျော်တွေမှာလည်းပေါ့တော့ squint ပေါ့နော်ဒီ squint နေရတော့ဆိုလို့ရှင်တော့ဒါကတော့သူ့ရဲ့ muscle ရဲ့ဟိုစားပေါ့သူ့ရဲ့ contraction လုပ်တဲ့နေရာလေးတွေမှာနေတော့ခွဲတယ်ဆိုလို့ရှင်ကောင်းသွားပါလေလို့စိတ်လည်းမပူပါနဲ့ဟုတ်ဟုတ်ကဲ့ပါဟုတ်ဟုတ်အဲအဲ့ဒါဆိုလို့ရှင်တံမီးကုန်းလေးတစ်ခုကတော့ပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ဒါအဲတန်တာတီးဆိုတဲ့အကောင့်ပိုင်းရှင်ရမေးထားပါတယ်ဆရာမကြီးသူကကြတော့ပေါ့နော်မြစ်ကလာပါရှင်နဲ့တမီးလေးက၃နှစ်ပါတဲ့အောက်မျက်စက်နားကတဲ့မျက်စိစွန့်တယ်လို့ပေါ့နော်အဖူလေးတွေပေါက်နေလို့ပါတဲ့ အရင်တစ်ခါကတော့ညာဘက်အခုကတော့ဘယ်ဘက်မှာပေါက်နေလို့ပါရှင်တဲ့ဘာလို့ပြရမလဲဆရာမကြီးတဲ့ဟုတ်ကဲ့ပါရှင်အဲ့ဒါတော့ပေါ့နော်တမီးကအခုကတော့ပြောမယ်ဆိုတော့ဒါမျက်စိစွန်လဲဆိုတာ ပိုးဝင်လာပါပဲတလန်တော့အဲ့တော့ပိုးဝင်တဲ့ခါမှာဆိုလို့ရှိရင်တော့လေဒါဝင်တက်ကြတယ်ပေါ့နော်ဥပမာဆိုရှင်လက်လေးနဲ့ကင်လိုက်လို့တခုခုပေါ့မလက်မှာပါသွားတဲ့ဟာလေးကမျက်စိနားမှာဝင်သွားလို့ဆိုလဲဝင်တက်တယ်နောက်မှရှင်လဲဒီလိုပေါ့ဒါတော့ဒီဟိုဇာဖုံရလည်းအများကြီးပဲလीနော်အဲ့လိုမျိုးများတဲ့ခါမှာဆိုလို့ရှိရင်လဲဝင်တက်ပါတယ်လို့နော်အဲ့တော့အဓိကကတော့ကောင်းလာတော့ပေါ့နော်ဒီလိုမျိုးဝင်နေဆိုလို့ရှိရင်တော့လေဒါအကေဝင်သွားပြီပြီဆိုလို့ရှိရင်တော့ဒါမဝင်အောင်ကတော့ဒီမျက်စိအားကောင်းအောင်ပေါ့နော်ပိုးမဝင်အောင်ဆိုတော့ဒါတော့ဟိုဘယ်လိုခေါ်မလဲမျက်စိအားကောင်းဆိုရှင်စား တဲ့အာဟာရတွေရောရှိတာပေါ့နော်အထူးသဖြင့်တော့ဒီဗိုက်တာမင် A တွေစားရမယ်နောက်ဗိုက်တာမင် E တွေများများပါတာစားရမယ်နောက်တစ်ခါကျတော့ DHA ပေါ့နော်ဒီလိုမျိုး Omega 3များများပါတဲ့ဥစ္စာလေးတွေဆိုစားဖို့အရေးကြီးပါတယ်အဲ့တော့ပေါ့နော်စားမယ်ဆိုတော့ဗိုက်တာမင် A နဲ့ပတ်သက်တယ်ဆိုလို့ကျွန်တော်ပြောရမယ်ဆိုလို့ကျွန်တော်ပေါ့စိမ့်သောရွက်ဝါသောအသီးပေါ့နော်အမောင်စိမ့်သောရွက်ဆိုတာကျတော့ပင်နူငယ်ရွက်တို့လိုမျိုးနောက်ဝါသောအသီးဆိုလို့ရှိရင် top ဟိုပါဖယုံသီးတို့နောက်သင်မောသီးတို့လိုမျိုးပေါ့နော်ဒါမျိုးလေးတွေများများစားပြီးမယ်နောက်တစ်ခါကျလို့ရှိရင်ပေါ့ဗိုက်တာမင် E ရ တော့အစိတ်အဆန်လေးတွေများများစားပြီးမယ် နံပါတ်5ပေါ့เนาะ DHA များလာများတော့ omega 3လိုမျိုးကြတော့မောင်ငါးတွေစားတာမျိုးတော့အစီအစံတွေစားတာမျိုးဆိုတော့ဒါမျိုးဆိုလို့ရှိရင်တော့လေဒါမျက်စိကိုဆိုတော့အများသာအားကောင်းတဲ့ပစာပမာဏတွေရထားတယ်ဆိုတော့တုံတိုင်ယွန် infection ဝင်လာတယ်ဆိုတော့လေဒါအာတိတ်ပြီးတော့မှမဖြစ်ဘူးပေါ့เนาะ okay ဖြစ်လာခဲ့ပြီဆိုတော့အခုပြောမယ်ဆိုတော့သူရေငွေးလေးနဲ့အဝတ်လေးနဲ့အုပ်ပြီးတော့မှဒီမျက်လုံးလေးကိုအုပ်ပြီးလို့ရပါတယ်အုပ်ပြီးလို့ရတယ်ဆိုရှင်အဲ့ဒီဥစ္စာလေးကဝင်ပြီးတော့မှပေါ့เนาะသူဟိုပမာလို့ပြောတော့မှဲ့သွားတယ်တပေါ့ပျော့သွားပျော့သွားပြီးတဲ့အခါပေါက်သွားတတ်တယ်အဲ့လိုပေါက်သွားတယ်ဆို solution တော့အဲ့ဒါလေးကိုတော့ထုတ်လိုက်ရတာပေါ့နော်အဲ့လိုထုတ်လိုက်ပြီးတော့မှရေနဲ့တန့်ရှင်းအောင်ဆေးလိုက်တယ်ဆိုလည်းပြီးသွားတယ်တချို့ကျတော့လည်းမဟုတ်တော့ပေါ့အဲ့ဒီကနေမကဘူးမျက်စိလေးထဲမှာပဲညီသွားတယ်ဆိုတော့လေဒါပိုသက်ဆေးပါတယ်မျက်စိမျိုး eye drop ခေါ်တာပေါ့နော်အဲ့ဒါလေးနဲ့ပြရတယ်အဲ့ထက်ပုံမှာထပ်ပြီးတော့မှစိုးသွားတာမျိုးဆိုတော့မျက်စိတစ်ခုလုံးညီရဲသွားတာမျိုး solution တော့ဒါအာပေါ့နော်ပိုသက်ဆေးတောက်ရမယ့်အခြေအနေရောက်သွားပြီ solution တော့ဒါမျက်စိဆရာဝန်နဲ့တော့ပြတာတော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့ဘလိုပဲပြပြတယ်လိုမျိုးတွေကပိုးတွေခဏခဏဝင်တက်တယ်ဆိုလို့ရှိရင်တော့ဒါအာဘာသူမဆိုးပေါ့ဒါမျက်စိရော တန့်ရှင်းအောင်လုပ်ပြရမယ်နောက်ပြီးတော့မှမျက်စိကိုအားရှိအောင်ပေါ့နော်ဥမာ AE ဝဝအစ်တာမျိုးလို့ခဏနေရပြောတဲ့အစားအစာလေးတွေမမှန်လေးစားတာမျိုးဆိုလို့ရှင်လဲဒါကောင်းတယ်လို့လည်းပြောလို့ရပါတယ်နော်ဟုတ်ကဲ့ပါဟုတ် ဟုတ်ဆရာမကြီးနောက်ထပ်အကောင့်ပိုင်ရှင်ပေါ့နော်အေးစုဆိုတဲ့အကောင့်ပိုင်ရှင်ကမေးထားပါဗျ။မြေကလာပါဆရာမကြီးရှင်တဲ့ကျမတူမလေးရတဲ့အသက်၈နှစ်ပါတဲ့မျိုးလုံးကမှိတ်တုံမှိတ်တုံဖြစ်နေလို့ပါတဲ့တခါတလေကြလို့ရှင်တဲ့ဗဇက်တွေပါရွေးကျင်တယ်လို့ဖြစ်ပါတယ်တဲ့အဲမျက်စိဆရာဝန်တွေနဲ့လည်းပြပါတယ်တဲ့ဒါပေမဲ့မထူးခြားလာလို့ပါတဲ့ဖုန်းကတော့မပြတော့ပါဘူးတဲ့တီဗီကတော့တဲ့ចောင်းပိတ်ရက်မှာတနားရီလောက်တော့ကြည့်ဖြစ်ပါတယ်တဲ့အဲအဲ့ဒါပေါ့နော်တတအောင်ဘလို့လေးမျက်ဆက်လုပ်လို့ရပါမလဲရှင်တဲ့ဟုတ်ဟုတ်ကဲ့ အဲ့လိုမျိုးပေါ့နော်များသောအဖြစ်ပေါ့နော်ဒါကတော့ဟိုမျက်စိမိတ်တုံမိတ်တုံဖြစ်တယ်လို့နောက်ပြီးတော့ခါကျနည်းနည်းလေးရွေ့လာတယ်ဆိုတော့ဒါကတော့များသောဖြစ်တာ screen time များတဲ့အဲ့ဒီရဲ့လက္ခဏာတွေဖြစ်ပါတယ်နော်အဲ့တော့ဒီ screen time ကတော့အခုပြောသလိုပေါ့ဒါကလေးတယောက်မှာတော့အ ਨੇ ဆုံးပေါ့နော်တရက်ကိုဆိုရှင်တနာရီထက်ကတော့လုံးဝမကျော်သင့်ဘူးပေါ့နော်နောက်အခုပြောသလိုပါပဲသူ့မိမိပြောလိုက်သလိုပဲအခုဖုန်းကိုဆိုရှင် short ချလိုက်ပြီး ပြီးတဲ့ခါကျတော့ TV ကိုပဲပြောင်းလိုက်တယ်ဆိုလဲဒါကောင်းတဲ့လက္ခဏာပါပဲပေါ့နော်အဲ့တော့ဖြစ်နိုင်တာကတော့ဥပမာဆိုလို့ရှိရင်မျက်စိမိတ်တုံမိတ်တုံဆိုတာတော့ဒါကတော့ပုံမှန်ပေါ့ဒါ common problem ပဲနော်အဲ့လိုမျိုး screen time ညီများတဲ့သူတို့နောက်ပြီးတော့မှအိမ်မောရတဲ့သူတွေမှာဆိုရှင်ဒါဖြစ်တတ်တယ်ဒါပေမဲ့ तू ပြောတဲ့ပုံစံကတော့ပါးစပ်လေးပါနည်းနည်းရွဲ့တယ်လို့ထည့်ပြီးတော့မှပြောထားတာဆိုတော့ကိုကတော့လူနာတော့မမြင်ရဘူးပေါ့နော်အဲ့တော့ကောင်းတာတော့ဥပမာဆိုရှင်နဲ့အုံနှောင်းနဲ့အာယုံကျော်ပေါ့နော်အုံနှောင်းနဲ့အာယုံကျော်ဆရာဝန်လေးတို့တော့ဒါပြကြည့်ပါလို့တော့မှနေပြီးတော့မှအကြံပေးလိုက်ခြင်းနဲ့ပေါ့နော် ခုပြောသလိုပဲဒီစာလေး TV တွေကတော့ညော့သွားပြီအဲဖုန်းကတော့ညော့သွားပြီ တီဗီကတလိုက်ပဲဆိုတာဖြစ်เสียရတော့အကြောင်းရှိတော့ဘောဒါပေမဲ့ဒီအခုပြောသလိုပဲဒီအာယုံကြောတွေအတွက်ရဲ့နောက်တစ်ပတ်ကျတော့ဒီ often nap ပေါ့နော်အဲ့ဒါလေးကောင်းဖို့အတွက်ကတော့အခုပြောမယ်ဆိုတော့ဒါ omega 3ကတော့အရေးကြီးပါတယ်လို့နော်အဲ့တော့ဥပမာဆိုလို့ရှိရင်တော့ဒါအစာတောက်စားတဲ့နေရာမှာတော့ balance ဖြစ်အောင်ပေါ့ဒီအာယုံကြောတွေ nap nap ကြောတွေနောက်ပြီးတော့မှကျတော့ဒီမျက်လုံးအတွက်ကတော့အဓိကကောင်းတာတော့ vitamin B1 vitamin B6 နောက်ပြီးတော့မှ omega 3ပေါ့နော်ဒါလေးတွေပါတဲ့အစာတောက်လေးကတော့ဒါပြည့်စုံအောင်အရင်ဆုံးစားပေးပေါ့နော်အဲ့တော့ vitamin B1 ွားကတော့ဒီထမင်းရည်တို့လိုမျိုးလေဥပစာတို့ထမင်းထဲမှာဆိုပါတာဆိုတော့အိမ်မှာထမင်းချက်တဲ့ခါကျလို့ရှင်ဆန်နေပေါ့အရင်ကြီးရည်နဲ့ဆေးတာမျိုးမဟုတ်ပဲနဲ့အရင်ကြီးပုတ်ပြီးဆေးတာမျိုးပုတ်ပဲနဲ့ပုံမှန်ပေါ့နော်အဲ့လိုဆေးပြီးတော့မှလည်းချက်လို့ရတယ်နောက်တစ်ခါကျလို့ရှင်လည်းထမင်းရည်တောက်ပြီးတာမျိုးပေါ့နော်ဟိုမောင်မနဲ့အရာထားလာလို့ရှင်ထမင်းရည်လေးနဲ့နှုတ်လေးနဲ့ရောပြီးတော့မှတောက်တယ်ဆိုလို့ရှင်လည်းဒါအာပေါ့ဗိုက်တာမင် B1 နဲ့ B6 ရသွားတာလေ B12 ပေါ့ပေါ့နော်အဲ့ဒီအတွက်လည်းရသွားတာရှိတယ်ဒါလေးကိုတော့အရင်ဆုံးဦးစားပေးလုပ်ကြည့်ပေါ့နော်နောက်တစ်ခါကျတော့ဒီ often nap ရဲ့အပေါ်မှာဆိုရှင်အဓိကက ောင်းတာ omega 3ပါပဲเนาะ omega 3ပါတဲ့အစားအစာတွေဆိုတော့အဓိကဥပမာဆိုငါးပေါ့เนาะငါးထဲမှာတော့ဥပမာဆိုရှင်ဆာလမွန်ငါးတို့တူနာငါးတို့နောက်ပြီးတော့မှ dory fish တို့ဒါလေးတွေကတော့ omega 3ပို့ပြီးတော့ပါပါတယ်เนาะအကဲ၍ရေချိုငါးထဲမှာဆိုလို့ရှင်တော့ငဒန်တို့ငမင်းတို့ရဲ့ byte သားတွေပေါ့အဲ့ဒါလေးတွေကလည်းပါတယ်ဆိုတော့ဒီလိုငါးမျိုးလေးကိုလည်းများများကြွေးကြည့်မယ်နောက်အခုနပြောတဲ့ဟာပေါ့เนาะအမောင် multivitamin မှာဆိုလဲဓာတ်ရီပါတဲ့အားစေးမျိုးကိုဆိုရှင်သူတောက်ကြည့်ပြီးတော့မှတစ်လလောက်တော့စောင့်ကြည့်ပေါ့เนาะအဲ့ချိန်ကြားထဲမှာပဲ screen time ကိုဖြတ်ထားတယ်နောက်ပြီးတော့မှ TV ကြည့်တယ်ဆိုလို့ရှင်လည်းတရက်ကိုတစ်နာရီလောက်ပဲဆိုလဲကောင်းတယ်နောက်ပြီးတော့မှလက်ချင်ခံလောက်တာမျိုးပေါ့เนาะအမှန်ဆိုရှင်ရင်သူကမျက်လုံးလေးကိုဆိုရှင်ခဏလေးနှိပ်လိုက်ပြီးတော့မှเนาะအမောင်စာဖတ်နေတာပဲဖြစ် ဖြစ်ပေါ့အမောင်နဲ့စက္ကန့်30ကလောက်မိတ်တယ်ဒါတော့အစိမ်းရောင်လေးတွေကိုကြည့်ပေးတယ်ပေါ့နော်အဲ့လိုလေးကိုတလားလောက်တော့လုပ်ကြည့်ပါလို့နော်လုပ်ကြည့်လိုက်လို့မှမတက်တာခဲ့ဘူးဆိုလို့ရှင်တော့ဒါဘာလို့ရမလဲဆိုရှင်တော့ဒါအခုအရေးကြီးတာတော့အုံနောက်နဲ့အောင်ကြောဆရာဝန်ကိုပြသဖို့ကတော့အရေးကြီးတယ်ဆိုတာလေးကိုတော့ပြောပြလိုက်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ် ဟုတ်ဆရာမကြီးနောက်တစ်ခုကကြတော့ပေါ့နော်ဒါဖြူမင်းတန်းဆိုရအကောင်းအမေးထားပါတယ်ကလေးရတဲ့နှစ်လသားလေးပါတဲ့မွေးပြီးတော့ပေါ့နော်၁၀ရက်လောက်ထဲကနေပြီးတော့တဲ့ညာဘက်မျက်လုံးကမျက်ဝတ်တွေထွက်နေတာတဲ့အဲအခုနှစ်လကျော်အထိပေါ့နော်ဒါလုံးဝမတက်တာလို့ပါတဲ့သိချင်ပါတယ်ဆရာမကြီးရှင်းနေဟုတ်ဟုတ်ကဲ့ပါ ဲ့လိုမျိုးပေါ့နော်မွေးစားပေါက်တင်နာမှာဆိုလို့ရှိရင်တော့များသောအဖြစ်ပေါ့နော်ဒီမျက်စိနာမှာလေးကဒီမျက်ရည်ချောင်းလေးတွေရှိပါတယ်နော်အဲ့လိုမျက်ရည်ချောင်းလေးတွေပိတ်သွားတယ်ဆိုလို့ရှိရင်လည်းဖြစ်တတ်ပါတယ်လို့နော်ဒါကြောင့်မလို့ဥမာဆိုလို့ရှိရင်မျက်ဝတ်တွေထွက်တာမျိုးကတော့ဒါပြီးပြီးဆိုလို့ရှိရင်တော့ဒါတလားလောက်ဆိုတော့သူကမထွက်တော့ပါဘူးအဲ့တော့အဲ့မျက်ရည်ချောင်းလေးပိတ်တာလည်းဖြစ်နိုင်တယ်တခြားကတော့ဒီလောက်ကြီးတော့မရှိဘူးပေါ့နော်အဲ့ဒါကြောင့်တိတ်ဆိတ်ပူစရာတော့မလိုဘူးဒါပေမဲ့အခုကောင်းလာတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်အဲ့ရည်လေးနဲ့ပေါ့နော်သူ့အမောင်ဆိုဂိုးလေးနဲ့ပဲဖြစ်ဖြစ်ရည်နွေးလေးနဲ့ပဲဖြစ်ဖြစ်အဲ့ဒါလိုမျက်လုံးလေးပေါ်မှာပေါ့နော် ည်းနည်းလေးပေါ့နော်သူအိတ်နေတဲ့ချိန်လေးမှာပဲဖိဖိထားပြီးပေါ့နော်အဲ့ဒါလေးနဲ့ပဲတုတ်လဲတုတ်ပြီးပါ ဒါပြီးတော့မှရင်းနှီးအိတ်ကတ်တဲ့သဘောမျိုးပေါ့နော်အဲ့ဒါလေးကိုဆိုရှင်ကိုစားအမတို့အခုခစ်ကတော့ one pack လေးကြီးရှိရလေအဲ့အဲ့လိုမျိုးလေးနဲ့မျက်လေးမျက်လုံးကြီးပေါ်မှာတင်ပေးတာမျိုးတရက်ကိုတော့၃လေးချိန်လောက်လုပ်ပြီးရဆိုလို့ရှင်လည်းဒါသက်တာပါပါလိမ့်မယ်လို့နော်အဲ့မျက်ဝတ်လေးတွေကတော့ကောင်းလာတော့ရင်းနှီးလေးနဲ့ဥစားလေးခွန်းတက်တက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လည်းအမတို့ pack တက်တက်လေးကြီးရှိရလေအဲ့ဒါဆို cotton pad လေးကြီးလည်းရှိပါတယ်အဲ့ဒါလေးနဲ့ပဲဒါမှမဟုတ် gauze ပေါ့နော်အဲ့ဒါလေးနဲ့ပဲပြပြပြတုပ်ပြီးသွားတယ်ဆိုတော့ကောင်းသွားမှာပါလို့ဟုတ်ကဲ့ပါဟုတ် ဟုတ်ဆရာမကြီးနောက်ထပ်ပေါ့เนาะဒါဖြိုးဖြိုးဆိုတွေကောက်ပိုင်ရှင်ကမေးထားပါဗျာအဲဆရာမကြီးရှင်တဲ့ခလေးကအသက်နှစ်နှစ်ပါတဲ့ညလုံးလေးတွေကဣနေလို့ပါတဲ့ဖုန်းနဲ့ငယ်ကြည့်ပါတယ်တဲ့စိတ်ပူလို့ပါဖြေရှားပေးပါအောင်เนาะတဲ့ဟုတ်ကဲ့အစားပေါ်တော့မျက်လုံးအစ်နေတယ်ဆိုတာလေးကတော့ဒါအမျိုးမျိုးလေးရှိတာပေါ့နော်ဥပမာမျက်လုံးအစ်နေရတခါလေးကြာလို့ရှိရင်အခုပြောသလိုမျိုးပဲ ပိုးဝင်လို့အစ်တာမျိုးလည်းရှိတယ်။နောက်ကလေးလေးကအေးဝရာများတာပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်လည်းအစ်တဲပေါ့နော်။ဒါမှမဟုတ်ဘူးဆိုလည်းကလေးမှာပေါ့တခြားဆီးတွေများတောက်ထားသလားပေါ့နော်။ဒီလိုမျိုးတွေမှာဆီးတွေပေါ့ပုံမှန်ဆိုလို့ရှိရင်မရစတီရိုက်ပါရဲဆီးလေးတွေတောက်တယ်ဆိုလို့ရှိရင်လည်းမျက်လုံးအစ်တက်ပါလေလို့နော်။အဲ့တော့ကောင်းတာတော့ခုပြောသလိုပါပဲမျက်လုံးအစ်လာပြီဆိုလို့ရှိရင်တော့ရေနွေးလေးနဲ့နော်ဒီ cotton pad လေးနဲ့ပဲနည်းနည်းလေးအရင်ဆုံးဒါပထမအဆုံးဒါအလွယ်ဆုံးအလုပ်ပဲပေါ့နော်။အဲ့ဒါလေးကိုဆိုလို့ရှိရင်အုပ်ထားပြီးလိုက်ပါ။တရက်ကိုဆိုလို့ရှိရင်မောင်တစ်ခါအုပ်တယ်ဆို3မိနစ်4မိနစ်လောက် အုပ်မယ်ပြီးလို့ရှိရင်တရက်ကိုအနည်းဆုံး3နီးချိန်လောက်အုပ်လိုက်မယ်ပေါ့နော်ဒါလိုမျိုးလေးနဲ့ဆိုလို့ရှိရင်တော့တက်တာသွားပါလိမ့်မယ်နောက်တစ်ခါကျတော့ screen time ရေးကြည့်ပါတယ်လို့နော် screen time ကိုလည်း short ပေးပါသို့ဆိုလို့ရှိရင်တော့တရက်ကိုနိုင်ရွက်ထက်မပူဘဲနဲ့ပေါ့နော် screen time လေးတွေကိုလည်းဒါလေးတွေလုတ်ပေးရပါမယ်။နောက်စားတဲ့အစားအစာတွေမှာလည်းပေါ့နော်တကယ်ကိုပဲအဲပေါ့နော်ဒီအမျက်လုံးကိုအားပေးစေမယ့် အစားစာမျိုးလေးကလည်းအမြဲတမ်းစားဖို့ကောင်းပါတယ်။ဘာလို့ဆိုနနစ်ရောက်သွားပြီဆိုတော့ကလေးလေးကတော့အစုံစားတတ်ပြီပေါ့နော်။အဲ့လိုစားတတ်တဲ့ခါမှာတော့ဥမာဆိုရှာအာဟာရနဲ့ညီညွတ်မြတ်တဲ့အသားတွေငါးတွေပဇွန်တွေစားလို့ရပါတယ်။နောက်တော့နှုတ်တောက်လို့ရပါတယ်။နောက်ပြီးတော့ခါကျစက်ဥစားတာမျိုးပေါ့နော်။ဒီလိုမျိုးလေးလုပ်ပေးပါ။ဟင်းသီးဟင်းရွက်ကတော့သူတို့အစားနည်းတယ်။ဒါပေမဲ့လည်းတကယ်ဟင်းသီးဟင်းရွက်ထဲမှာတော့မျက်လုံးအကောင်းစေတဲ့ຢာတွေရှိတယ်လေ။အဲ့ဒါကြောင့်မို့စိမ့်သောရွက်ပေါ့နော်။ဒါလေးတို့အနည်းဆုံးတစ်ရက်ကိုတော့တစ်စွန်းလောက်ပေါ့နော်။အဲ့ဒါလေးကိုဆိုရှာကလေးလေးကိုဟင်းကြော်ကျွေးတာမျိုးလို့ ောင်ကစွန်းရွက်ကြော်လို့ဟင်းလူနယ်ရွက်ကြော်လို့ကြော်ကျွေးပါကျွေးတဲ့အခါမှာလည်းတသေးလေးညှက်ပြီးတော့မှကျွေးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်တော့ကလေးကလည်းစတတ်သွားပါလိမ့်မယ်လို့ဒါလေးတွေအကုန်လုံးစုပြုံပြီးတော့မှတုတ်ပြီးထားမယ်ဆိုတော့လေဒါမျက်လုံးကတော့ပုံမှန်ပဲပေါ့နော်အကောင်းသွားတာဖြစ်ပါလိမ့်မယ်ရှင်ဟုတ်ဟုတ်ဆရာမကြီးနောက်တစ်ခါအကောက်ပိုင်းရှင်ရတော့ပေါ့နော်ဒါအာပူပန်တာဘေဘီပန်တာဘေဘီဆိုရအကောက်ကနေပြီးတော့မေးထားတာပါမိကလာပါဆရာမကြီးရှင်နဲ့တတ17နှစ်ပါတဲ့ ခုကတဲ့မြန်မာဘာဝ300ပါရှင်တဲ့သူကចောင်းစာတွေတဲ့ပိတ်ရကြလို့ရှင်လဲ online class နဲ့ game တွေလဲဆော့ပါတယ်တဲ့ကျမကတော့တဲ့အချိန်ကတ်တဲ့ net game ကိုတနာ ਈ ပဲပေးဆော့ပါတယ်ရှင်တဲ့အဲ screen တိုင်းရှိနေတဲ့တတော်ကိုတဲ့ကျမလိုမျိုးပေါ့နော်ဒါမျိုးရိုးပါဝါဟိုရိုး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 ပါဝါအပြင်ပေါ့နော်ဒါ cylinder ပါရှိလာမှာကိုစိုးရင်လို့ပါတဲ့ cylinder မျိုးရိုးလိုက်တတ်ပါသလားတဲ့ပြီးတော့ဘလိုမျိုးပေါ့နော်နေထိုင်စင်ကျင်ရမလဲသိကျင်လို့ပါရှင်တဲ့ကျေးဇူးပြုပြီးတော့ဖြေချပေးပါအောင်ဆရာမကြီးရှင်တဲ့ဟုတ်ကဲ့ပါ စလင်ဒါကတော့များတော့အဖြစ်မော်တော့အခုပြောတွေ့လို့ပေါ့ဒါသူတို့ငယ်ငယ်တုန်းကဂိမ်းနေအရန်ဆော့တဲ့ကလေးတွေဆော့တဲ့ကလေးတွေမှာတော့ပိုးပြီးမှတော့ဖြစ်တတ်တယ်နော်ဟုတ်နော်ဒါကတော့ထုံးစံပဲပေါ့နော်အဲ့တော့17နှစ်အရွယ်ဆိုတော့လေဒါအရန်ဆော့တဲ့အရွယ်လေရောက်သွားပြီဆိုတော့ဒါသူဆော့တာလည်းဖြစ်နိုင်ပါတယ်နော်အဲ့ဒါအခုပြောတွေ့လို့ပေါ့ဂိမ်းဆော့တာကတော့တနာကြီးတက်တော့ ပိုမပိုပေးတာတော့အကောင်းဆုံးပဲပေါ့ဘာလို့လဲဆိုတော့၁၇နှစ်ရောက်လာပြီဆိုရှင်သူ့အတွက်ကလည်းဟိုဘာစားလဲလေ့လာဖို့ကလည်းရှိသေးတယ်လေဟို gain ဆော့တာကြီးကြီးမဟုတ်ပဲနဲ့ပဲ you you study တိုင်းလေးတွေကလည်းရှိသေးတဲ့ခါကျတော့ဒါ cylinder ဖြစ်ဖို့ကလည်းများတယ်ပေါ့နော်နောက်တစ်ခါတော့ဒီမြန်စာမျက်စိရဲ့ muscle တွေပေါ့ဒါကတော့သူ power ရှိသွားပြီဆိုတော့ဒါကလေးမှာတော့မထင်ပါနဲ့ဒီအရွယ်မှာ power 300ဆိုတာတော့အဝေးကြီးပဲဖြစ်ပါလိမ့်မယ်တဲ့လားနော်အနည်းကြီးကတော့သူမဖြစ်နိုင်ဘူးတဲ့လားအဝေးကြီးမှာ power တွေများနေပြီဆိုတော့အဲ့တော့မျက်မှန်ကတော့ဒါမဖြစ်မနေတက်ရတော့မှာပေါ့နော် ါဒါတော့အခုခေတ်မှာတော့ဒီမျက်မျက်စိတွေကိုတော့ဒီလေဆာနဲ့ပါဝါလျှော့တာလို့ပါတော့လည်းရှိပါတယ်เนาะဒါလည်းတစ်ပိုင်းပေါ့အဲ့လိုလည်းတစ်ပိုင်းနေနောက်တော့မှမျက်စိကိုဆိုရှင်အခုပြောသလိုပေါ့ तू touch တောက်ရှောက် continuously ပေါ့နော်အဲ့လိုကြည့်တာမျိုးမဟုတ်ပဲねဥပမာ तू စာဖတ်တာပဲဖြစ်ဖြစ် gain ဆော်တာပဲဖြစ်ဖြစ်တခုခုကြည့်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတစ်နိုင်လောက်ကြာလာပြီဆိုမျက်လုံးလေးကိုမိတ်ပြီးတော့မှအနားယူပေးပါပြီးတဲ့ခါကြာလို့ရှင်ပြီးမျက်လုံးမိတ်ပြီးပြီဆိုတော့ဒါကတော့ပြောမယ်ဆိုတော့အစိမ်းအောင်ရှိတဲ့အရာတွေကိုကြည့်ပါတဲ့အစ်တလာနော်ဥပမာဆိုရွာတဲ့အရာတို့ညီတဲ့အရာတို့ကြည့်တာနဲ့စာလို့ရှင်မျက်စိရဲ့အမြင်ကပေါ့နော်အစိမ်းအောင်ရှိတဲ့အရာလေးကိုကြည့်လိုက်တယ်ဆိုလို့ရှင်မျက်စိမှာဆိုလို့ရှင်လဲဒါပို့ပြီးတော့မှတက်တာသွားစေတာမျိုးတခုရှိတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းတခုလုပ်ပေးရမယ်နောက် ခုပြောသလိုပဲဒီမျက်စိကိုလည်းတစ်ချိန်တောက်လျှောက်ကြည့်အောင်ဆိုတော့ကိုစားဖတ်တဲ့နှစ်နိုင်သုံးနိုင်လုံးစားဖတ်တာမျိုးမဟုတ်ပဲနဲ့အ ਨੇ ဆုံးနိုင်ရွက်တစ်နိုင်ပြည့်ပြီဆိုတော့အ ਨੇ ဆုံးမျက်လုံးလေးကိုမိတ်ပြီးတော့မှအနားယူတာမျိုးပေါ့နော်ဒါလေးတွေလုပ်ပေးရမယ်နောက်ပြီးတော့မှတချို့မှာတော့ဒီမျက်လုံးလေးတွေပေါ့မဆာ့ချ်လုပ်တယ်လို့မျိုးပေါ့နော်ဒီလိုမျက်လုံးလေးပါရေနွေးလေးနဲ့ပဲရေနွေးအိတ်လေးနဲ့ပဲကတ်တာပဲဖြစ်ဖြစ်ဒါမှရှိကိုယ့်ရဲ့လက်ညှိုးလေးနဲ့ပဲပေါ့နော်ဒါလေးအသားလေးမဆယ်လေးလို့ဆိုရှင် relax ပေါ့နော်အဲ့လိုလုပ်ပေးတာမျိုးဆိုလဲလုပ်လို့ရပါတယ်နောက်တစ်ခါတော့ပေါ့နော်စားတောက်တဲ့အစားအစာ 管所学，那是阿刚这一类， ဟိုပြောနေပြပြောနေကြပါဗိုက်တာမင် A ပါမယ်နောက်ပြီးတော့ဗိုက်တာမင် E ပါမယ်သူ့လိုလူမျိုးဆိုဗိုက်တာမင် C တွဲရမယ်နောက်ပြီးတော့မှ DHA ပါတဲ့အစားအစာမျိုးပေါ့နော်အဲ့ဒီပေါ်ကျော်ဝါတဲ့အစားအစာလေးကိုလည်းနေ့တိုင်းစားပေးရမယ်ပေါ့နော်အဲ့တော့ဥပမာဆိုလို့ရှိရင်မြင်းခွာရွက်တို့လူမျိုးဆိုရှင်ဒါမျက်စိတွက်ဗိုက်တာမင် A တွက်ဆိုရှင်အကောင်းဆုံးသောအစားအစာလေးပဲအဲ့တော့မြင်းခွာရွက်အဲစာတုပ်စားတာမျိုးလို့ခရမ်းချင်းပြီးတုပ်စားတာမျိုးပေါ့နော်ဒါမျိုးလေးတွေလုတ်ပေးမယ်ဆိုစားမယ်ဆိုလို့ရှိရင်လည်းရပါတယ်အစိအစံတို့ငါးတို့ပေါ့နော်ဒါလေးတွေကိုလည်းပုံမှန်အဖြစ်စားပေးပါ ောက်အခုတစ်ခုကတော့ပေါ့နော်အေးသူကလည်းစိတ်ရှိရှိရှိတယ်ဒီလိုပါဝါများတဲ့လူတွေဆိုမရောဘာလုပ်ခိုင်းလဲဆိုတော့တခွားသီးလေးကတ်တာမျိုးပေါ့နော်တခွားသီးလေးကိုမျက်လုံးလေးပေါ်မှာလေးပေါ့ဟုတ်သူများမျက်နာမှာကတ်တယ်လို့ပဲဒီတခွားသီးလေးရရေတက်ပေါ့အဓိကကတော့ဒီရေတက်လေးကမျက်လုံးလေးပေါ့မိတ်မိတ်ထားပြီးတော့မှညလေးမှာဆိုရှင်ဒီလိုနှစ်ခုသုံးခုလောက်ကိုပေါ့နော်15မိနစ်လောက်အကြာလောက်ကတ်လိုက်တယ်ဆိုလို့ရှင်လေဒါကတော့ဟို local apply ပေါ့နော်ဒါမျိုးလေးတွေလည်းလုပ်လို့ရပါလေဟုတ်ကဲ့ပါ အဲဆိုလို့ရှိရင်နောက်ထပ် account ပိုင်ရှင်မိမေးရမေးထားရပေါ့နော်အဲဆရာမကြီးရှင်တဲ့တမိလေးက6နှစ်ရှိပါပြီတဲ့မျက်စိဆွေပါတယ်တဲ့မခွဲဘဲနဲ့ပေါ့နော်ဒါကုလို့ရလားရှင်တဲ့ဟုတ်ကဲ့မျက်စိဆွေတာတော့ပေါ့နော်အရင်ဗီဒီယိုမှာလည်းပြောပြပြီးသားပါပြီ မျက်စိဆွေတာအတွက်ကတော့ကောင်းတာကတော့အကောင်းဆုံးကတော့ဒါ surgery ပါပဲเนาะအဲ့တော့သူ့ကိုတော့ surgery လုပ်ပြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါမျက်စိပြပြန်ပြီးတော့မှလည်းတည့်ပါလေနောက်တစ်ခုကတော့ဘောနော်အခုခင်မာတော့ဒါအာဘောနော် surgeon တွေမျက်လုံးကုတဲ့ဆရာဝန်တွေကလည်းခွဲစိတ်မှုတွေတော့ပါတယ်เนาะအဲ့ဒီအတွက်ကတော့အမအနေနဲ့ကတော့ဒီမျက်စိကိုတော့ခွဲစိတ်ပြီးတော့မှပဲကုပါလို့တော့ဒါအာဘောနော်ဒါဟိုဘယ်လိုခေါ်မလဲချန်ပီးချန်လိုက်တာဘောနော်စားတာတွေကတော့ဒီဗိုက်တာမင် A တွေများတဲ့ဥစား D တွေเนาะနောက် E တွေเนาะဗိုက်နောက်ပြီးတော့မှတစ်ခါကြာ ်လို့ရှိရင်ဒီ omega တွေများတဲ့အစားအစာလေးကိုတော့စားပါလို့တော့ထပ်လောင်းပြီးတော့မှတော့အကြံပေးချင်ပါတယ်ဟုတ်ဆရာမဟုတ် ဆိုတော့နောက်ထပ်အကောင့်ပိုင်ရှင်လေးထပ်မေးထားပါတယ်ဆရာမကြီးသူကကျတော့ row row ဆိုတဲ့အကောင့်ပိုင်ရှင်ရမေးထားပါတယ်ဆရာမရှင်နဲ့တမီးလေးရတဲ့အသက်က၈နှစ်ခွဲပါတဲ့အခုဖြစ်နေတာပေါ့နော်ဒါမျက်စိမှိတ်တုပ်မှိတ်တုပ်ဖြစ်နေလို့ပါတဲ့မျက်စိဆရာဝန်နေနဲ့လည်းပြပါတယ်တဲ့အဲဖုန်းကိုလည်းပေါ့နော်အချိန်နဲ့ကြည့်ခိုင်းပါတယ်တဲ့ဆရာဝန်ကလည်းမစိုးရင်ရအောင်လို့ပြောပါတယ်တဲ့မျက်စိမဲ့ပေးပါတယ်တဲ့ဒါပေမဲ့တဲ့တိတ်မတက်တာပါဘူးရှင်တဲ့အစာအာဟာရနဲ့လည်းစိုင်းလားဆရာမကြီးရှင်တဲ့မျက်စိကောင်ဘာတွေချွေးရမလဲဆရာမကြီးရှင်တဲ့ဟုတ်ဟုတ်ကဲ့ပါ အဲ့မျက်စိမိတုံမိတုံလုပ်တယ်ဆိုတာတော့အခုပြောသလိုပေါ့နော်။မြတ်တော်အဖြစ် habit ပဲ။ဟုတ်ဟုတ်။ဒါလားဥမာတစ်ခုခုဆိုရှင်သူတို့ရဲ့စိတ်ထဲမှာပေါ့နော်။ဥမာအားမရတာမျိုးတို့နော်။နောက်ပြီးတော့မှတစ်ခုခုပေါ့နော်။ဥမာဆိုလို့ရှင်သူမကျေနပ်တာပဲဖြစ်ဖြစ်ဆိုသူ့ရဲ့မျက်စိလေးက ပို့ပို့ပြီးတော့မှဒလိုဒလိုဒလိုလိုလေးတွေလောက်လာကြတာပေါ့နော်အဲ့လိုမျိုးကပုံမှန်အဖြစ်တော့မာနိုတွေရဆိုလို့ရှိရင်တခုခုပေါ့နော်ဝင်တော့မယ်ဆိုချက်ချင်းပိတ်လိုက်တာလေဒါအော်တိုမက်တစ်ပဲပေါ့နော်ပိတ်လိုက်တာဆိုတာလူတိုင်းရှိတယ်ပေါ့နော်ဒါပေမဲ့အခုကကျတော့သူ့ရဲ့ habit မှာလည်းဖြစ်ထားတာဆိုတော့သူ့တော့နည်းနည်းလေးမျက်စိဆောင်ဝင်နေလဲပြပြီးပြီဆိုလို့ရှိရင်တော့ဒါအာပေါ့နော်သူ့မှာအန်ဒီရမရှိဘူးဆိုတာတော့ဝမ်းသာပါတယ်လို့နော်ဒါပေမဲ့အခုပြောသူတွေဒီမျက်စိအားကောင်းအောင်မျက်စိမှာတော့သူကအကြည်ဓာတ်တွေဟိုအမြင်ဓာတ်တွေရှိတယ်နောက်ပြီးတော့မှ muscle တွေရှိတယ်နှပ်တွေရှိတယ်ပေါ့နော်ဒါတွေအကုန်လုံးအားဖို့ဆိုလို့ရှိရင်တော့ ီ nutrients တွေပေါ့နော်အာဟာရဓာတ်တွေကလည်းအရေးကြီးပါတယ်အဲ့တည်းမှမှပေါ့နော်ဒီလိုပုတ်ကပ်ပုတ်ကပ်ဖြစ်တဲ့သူတွေမှာဆိုရှင်တခါလေမာဆယ်ရဲ့ကြွက်သားအားနေတာမျိုးရှိတတ်ပါတယ်အဲ့လိုသူတွေမှာတော့မရပြောစားပေါ့အသားငါပေါ့နော်အသားငါလေးများသူစားနေနေသလား protein ဓာတ်ပေါ့လွယ်လွယ်နဲ့ပြောမယ်ဆိုတော့အဲ့တော့ protein တွေကိုဆိုလို့ရှင်ဥပမာပိုစားပြီးတာမျိုးတို့ကြက်သားတွေငါးတွေပိုစားပြီးတာမျိုးဒါမျိုးလေးတွေလုတ်ပေးပါနောက်ပြီးတော့မှငါးစားပြီးပါနောက်ပြီးတော့မှကြက်ဥစားပြီးပါနောက်ပြီးတော့မှနှုတ်ပေါ့နော်နှုတ်တောက်တဲ့နေရာမှာတော့နှုတ်နှုတ်တောက်လို့ရပါတယ်ပဲနှုတ်တောက်လို့ရပါတယ်ပေါ့နော်နှုတ်တစ်မျို ိုမျိုးလေးကိုဆိုရှင်ပုံမှန်စားမယ်ဒီတကယ်ပဲအစာအဟာရကိုလဲပေါ့နော်ဥပမာဆို balance ဖြစ်အောင်မျိုးပေါ့နော်ဒီလိုလေးတွေစားပြီးတာမျိုးလို့နောက်တစ်ခါကျတော့ chemical များတဲ့အစာစာတွေ short ပေါ့အထူးသဖြင့်ကတော့ဥပမာအချိုရည်တွေပေါ့နော်အချိုရည်တွေ short တောက်တာမျိုးလို့တခါနောက်တစ်ခါ chemical ပါတဲ့ခောက်ဆွဲထုတ်တွေ short စားတာမျိုးဆိုလို့ရှင်တော့လေဒါအချိန်တိုင်းတတ်တစ်ခုမှာတော့ပြန်လဲပြီးတော့မှကောင်းသွားပါလိမ့်မယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီး အဲနောက်ထပ်ပေါ့နော်ယတိထဆိုတဲ့ account function လေးရာလည်းမေးထားပါတယ်တမီလေးရာတခါတလေဖုန်းကိုပေါ့နော်나이ဝက်လောက်ပဲချိန်ရင်းတယ်တဲ့မျက်ရည်လေးတွေဝဲလာသလိုဖြစ်တာတွေ့ရပါတယ်တဲ့ဆရာမကြီးရှင်ဘာရီလောက်ပေးဖို့လဲလိုအပ်ပါသေးလဲဆရာမကြီးတဲ့အဲတမီလေးရာတော့၃နှစ်ခွဲပါတဲ့ဟုတ်ကဲ့ အခုပြောသလိုမျိုးပေါ့နော်ဒီ9နှစ်အောက်ကလေးတွေမှာတော့ muscle strain ပေါ့နော် muscle strain မဖြစ်အောင်လုပ်ပေးဖို့အရေးကြီးပါတယ်အဲ့တော့တချို့ကလေးတွေမှာတော့အခုပြောသလိုပေါ့သူတို့ရဲ့ muscle ရဲ့သူတို့ရဲ့ nerve တွေရဲ့နော်ဒါလေးတွေကမပြည့်စုံသေးဘူးပေါ့ဖြစ်တာတော့ဖြစ်နေတာပဲပေါ့နော်ငွေကလေးကနေစပြီးတော့မှ organ ရဲ့ maturity ဆိုတာတော့ရှိလာပါတယ်ဒါပေမဲ့ဒီလိုမျိုးချိန်မှာ ဒါကြောင့်မလို့လဲပေါ့နော်ကလေးတွေကို9နှစ်အောက်မှာဆိုလို့ရှိရင်နှစ်နှစ်နဲ့9နှစ်ကြာမှာဆိုတရက်ကိုဆိုရှင် screen time က9ဝက်လောက်ပဲထားတင်နေပေါ့နော်အဲ့9ဝက်ကလည်းတနေကုန်လုံးဆိုတော့ဥပမာ15မိနစ်လောက်15မိနစ်လောက်ပေါ့နော်ဒါပေမဲ့မှ तू ကဒီမြက်ဖုန်းတွေပဲဖြစ်ဖြစ် TV တွေပဲဖြစ်ဖြစ် तू ရောင်ကြီးလေးတွေထွက်ပါတယ်အဲ့ရောင်ကြီးထွက်တဲ့ဥစ္စာလေးကကိုယ့်ရဲ့မျက်စိနဲ့ဆိုရှင်တော့ပြီးတော့မှဒါအာပေါ့မခံနိုင်သေးဘူးပေါ့နော်ဒါကြောင့်မလို့သူတို့အများကြီးလဲမကြည့်စိတ်ချင်သေးပါဘူးနောက်တစ်ခုကတော့ဒီလိုမျိုးသူတွေမှာတော့ငါးပါတဲ့ဟာမျိုး Omega 3မျက်များပါတဲ့အစားအစာမျိုးလေးတွေတော့စားပြီး ဖို့ကတော့အရေးကြီးပါလေလို့เนาะနောက်၃နှစ်ခွဲပဲရှိသေးတာဖြစ်တဲ့အတွက်ကြောင့်လို့သူ့တော့အကြာကြီးတော့မပေးကင်တင်ဘူးသူ့ကိုကြတော့ဥပမာမျက်စိ10မိနစ်လောက်15မိနစ်လောက်ကြည့်ပြီးတမီးမျက်လုံးလေးပိတ်ပြီးနားပါဆိုတာမျိုးတွေလေဟိုကိုချက်ချင်းပြောနိုင်ငယ်နားလည်မှာမဟုတ်ဘူးလေအဲ့ဒါကြောင့်မလို့ဒီမျိုးကြည့်တဲ့အခါမှာเนาะတအားကြီးပေါ့เนาะဥပမာရောင်ကြီးတွေတိုင်းညာတဲ့ဟာမျိုးလို့ဂိမ်းတွေအများကြီးရှုပ်တဲ့ဟာမျိုးလို့နောက်ပြီးတော့မှပေါ့เนาะအယောင်လေးအလက်တွေအများကြီးပါတဲ့ဟာမျိုးပေါ့เนาะဥပမာဆိုသိရမလား slide မီးတွေလေဥပမာပွဲတွေမှာဆို slide မီးတွေတအားထွန်းတအားထွန်းဆိုရှင်အဲ့မှာမျက်စိတွေကဒီမှာမ ခံနိုင်တော့တဲ့ခါမှာဆိုရှင်လေအဲ့လိုမျိုးတွေပေါ့နော်။ तू ကအဲ့လိုပဲဒီဖုန်းနေရာနေလေအများကြီးထွက်နေရအောင်ကြည့်တာ။ကိုကတော့မသိလိုက်ဘူးပေါ့။ဒါမှထွက်နေတာတွေရတာအများကြီးရှိပါတယ်။အဲ့လိုမျိုးတွေအတွက် solution လဲဒါ cover ပေါ့နော်။အဲ့လိုတွေလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးကတော့ဒီလိုမျိုးမျက်ရည်ခဏခဏကြက်တက်တယ်။နောက်ပြီးတော့မျက်လုံးတွေညောင်းတက်တယ်ဆိုတော့အလွန်ဆုံးတစ်ခါကြည့်ရင်15မိနစ်လောက်ပဲပေါ့။ဒါမကြည့်ရလို့လေဘူးတော့မပြောလို့မရဘူးလေ။ကြည့်ပါပဲဆိုတော့အဲ့လိုတွေကြည့်ပြီးပို့သူ့တင်ပေးပါ။နောက်ပြီးတော့မှ10မိနစ်15မိနစ်လောက်ရလို့ရှိရင်မျက်လုံးတွေခဏလေးပိတ်တာမျိုးပေါ့နော်။အနားယူတာမျိုးပေါ့နော်။ဒါ မ်းမျိုးလေးတွေလုတ်ပေးပါနောက်ပြီးတော့ခါကြလို့ရှိရင်တော့အဲ့ရေဝဖို့ပေါ့နော်ဒါကလေးရလည်းအများကြီးရေးကြည့်ပါလေဟုတ်ဟုတ်ကဲ့ပါဆရာမိုင်းအဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့တာဖုံးဆိုရကောင်းပါရှာမေးထားပါတယ်ဆရာမိုင်းတတတဲ့10နှစ်ပါတဲ့မျက်မှန်ပါဝါ200ပါတဲ့အဲ့ဒါမျက်လုံးပေါ့နော်ဒါပြန်ကောင်းလာအောင်ဘယ်လိုမျိုးလုပ်ပေးလို့ရပါလဲဆရာမကြီးတဲ့တစ်ချက်လောက်ကျေးဇူးပြုပြီးတော့ပြောပြပေးပါဦးရှင်တဲ့ဟုတ်ဟုတ်ကဲ့ အခုပြောသလိုပါပဲဒါပါဝါနေရဆိုတာတော့များပါတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့လိုမျိုးမှလည်းမျက်မှန်ကိုဖြုတ်ထားတယ်ဆိုတော့ခုစိုးရမှာပေါ့နော်အဲ့တော့မျက်မှန်ကိုတော့ direct တက်ထားဖို့အရေးကြီးပါတယ်နောက်ပြီးတော့မှပါဝါမတက်အောင်ဆိုလို့ရှိရင်တော့လေဒါပြောမယ်ဆိုတော့လေဒီမျက်စိအားကောင်းစေတဲ့အစားအစာလေးပေါ့နော်အဲ့တော့အသီးနှံတွေသူကများများစားပေးဖို့အရေးကြီးတယ်နောက်ပြီးတော့မှဖုန်းကြည့်တဲ့နေရာမှာလည်း screen time တွေ short ဖို့အရေးကြီးတယ်နောက်ပြီးတော့မှဒါဂျားထဲမှာခဏနေရာဒါထောက်လျှောက်ပြောခဲ့ပါပြီဗီဒီယိုတစ်ခုလည်းကြည့်သွားတယ်ဆိုတော့သိမှာပေါ့နော်ဒါလေးတွေအနားယူပေးဖို့ပေါ့နော်အဲ့ဒါလေးတွေအရေး ြီးတယ်နောက်တစ်ခါကြာလို့ရှင်တော့ဒါအိတ်ဆက်နားယူတာပေါ့နော်အဲ့တော့ဥမာဆိုရှင်တော့ဒါအိတ်တဲ့ခါမှာလည်းညဆို7နာရီမတိုးခင်အိတ်ဖို့အရေးကြီးပါတယ်ပြီးတော့မှပေါ့နော်မနေ့ဆိုတော့ဒါ9နာရီ6နာရီ9နာရီယူထားမှာပေါ့နော်အဲ့ဒီအတွက်ကိုဆိုလို့ရှင်လည်းအရေးကြီးပါတယ်နောက်ပြီးတော့မှစားတဲ့အစားအစာတွေမှာလည်းဒီလိုအဟာရဓာတ်တွေပြည့်အောင်စားတယ်ဆိုရင်တော့လေဒါအတက်နိုင်ဆုံးပေါ့နော်တက်နတ်နိုင်ဆုံးဒါမျက်လုံးရဲ့ပါဝါမတက်အောင်တော့သူလုပ်လို့ရမှာပါ ဟုတ်ကဲ့ပါဆရာမကြီးအဲနောက်ထပ်အကောင့်ပိုင်ရှင်လေးပေါ့နော်စွမ်းလေးဆိုတဲ့အကောင့်ပိုင်ရှင်လေးကလည်းမေးထားပါတယ်တတတဲ့ဆက်တနှစ်ပါတဲ့မျက်မှန်ပါဝါများပါတယ်တဲ့မျက်စိဆရာဝန်ကတော့တဲ့အဒရိုဘင်အိုင်းဒရော့ပေါ့နော်နှစ်ဆက်ခတ်ခိုင်းထားပါတယ်တဲ့အားစီးထဲမှာဆိုလို့ရှိရင်တဲ့ဗီတာမင် A ကိုဘလောက်အားပါတာမျိုးကိုရွေးချယ်ရင်ပိုအဆင်ပြေမလဲဆရာမကြီးရှင်တဲ့ဟုတ်โอเค အဲ့တော့ဒီဥစ္စာတွေကလည်းပေါ့နော်ပါဝါများတဲ့ကလေးပါပဲเนาะမျက်စိဆရာဝန်တွေလည်းပြထားပြီးသားဆိုတော့ဗိုက်တာမင် A ကတော့ပုံမှန်အဖြစ်ဆုံးရှင့်ဥပမာနှစ်သိန်းအားတစ်လုံးလောက်တောက်ထားတယ်ဆိုရှင်ဒါတော်တော်များများလေးကတော့ဆေးဖြစ်ပါတယ်เนาะဒါကတော့အားစင်းအနေနဲ့တောက်တယ်ဆိုချက်တချို့ကြတော့လေဗိုက်တာမင် A ဆိုလို့ရှင့်ရင်နှစ်သိန်းအားဆိုလို့ရှင့်တစ်နှစ်လောက်တောက်ပြီးရသွားပြီလေအဲတစ်နှစ်ဆိုတာတစ်ခါပဲတောက်တာเนาะတစ်ခါပဲတောက်ပြီးပြီဆိုရှင့်လုံလောက်သွားတယ်ဘာလို့ဆိုတော့တချို့တော့အားစင်းနေကြပါကြတော့ဗိုက်တာမင်ကနည်း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 ပါသွားတယ်နောက်ပြီးတော့မှသူ့ရဲ့အစားအစာတွေပေါ့အမှန်ဆိုလို့ရှင့်စိမ့်တော့ရော ဝါတော့အတိအကျမှာလေဗိုက်တာမင် A ပါပါတယ်ဒါကြောင့်မို့ဒီဟာလေးကိုတော့မမှန်လေးအစားအစာအနေနဲ့ပေါ့နော်မမှန်လေးစားမယ်ဆိုရင်တော့ဆပ်လီမန့်ကိုတော့တစ်ခါတော့တောက်တယ်ဆိုလို့ရှင်တော့ပို့ပြီးတော့အဆင်ပြေတယ်လို့တော့ အကြံပေးချင်ပါတယ်လို့နော်ဒီလိုကလေးမျိုးဆိုနှုတ်တောက်ပေးဖို့ရည်ကြီးပါတယ်နော်ဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာမကြီးအဲအခုနောက်ထပ်မိကွန်းလေးကတော့ဒါနောက်ဆုံးမိကွန်းလေးပါဆရာမကြီးအဲနောက်ဆုံးမိကွန်းမေးထားတဲ့အကောင့်ပိုင်ရှင်လေးကကြတော့ဗောနော်နော်အင်းမြတ်ဆိုဆိုတဲ့အကောင့်ပိုင်ရှင်ကမေးထားပါတယ်လင်းညင်းနဲ့ငါလာပါရှင်တဲ့အဲတတအားတဲ့မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြစ်နေလို့ပါတဲ့ဇုံမိတ်တလူမျိုးလေးဖြစ်နေရပါတဲ့လိုအပ်တာလေးတွေလည်းညွှန်ကြားပေးပါဦးဆရာမကြီးရှင်တဲ့ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ဟုတ်ကဲ့အခုပြောသလိုဗောပုတ်ခတ်ပုတ်ခတ်ဖြစ်တယ်ဆိုတာတော့ဒါ commonly ပေါ့နော်ဒါတော်တော်များများကလေးတွေမှာလည်းဖြစ်တတ်ကြပါတယ်အခုပြောသလိုပေါ့နော် तू ကတခုခုဝင်လာဆိုရင်မျက်လုံးကရွတ်ပြက်ပိတ်လိုက်ရတာလေအဲ့ဒါကိုပဲ तू က habit အနေနဲ့ပုံဖြစ်တတ်ပါတယ်နော်ဒါကြောင့်မို့ဒါလေးမျိုးလေးတွေဂယူဆိုင်တဲ့အခါမှာဆိုတော့လေဒီ vitamin A တွေ D တွေ E တွေနော်များတဲ့အစားအစာလေးတွေကိုပုံစံစားပေးပါနောက်ပြီးတော့သူ့မကြခဏမျက်စိလေးကိုမှေ့ပြီးတော့မှအနားယူတတ်အောင်ပေါ့ဘာလို့၄နှစ်၅နှစ်ရွယ်ကြတော့ တိတ်မသိသေးတဲ့ကလေးဆိုတော့သူမျက်စိမိတ်ပြီးအနားဆိုသူမသိဘူးလေအလားတူမသိတဲ့ခါကျတော့အစားအစာကျွေးရမှာတော့မရဘဲလန့်စ်ဖြစ်အောင်ပေါ့နော်အဲ့တော့ဆိုရှင်သူ့ဆိုရှင်နှုတ်ဖြစ်အောင်တောက်တိုက်မယ်ပြီးကြက်ဥစားခိုင်းမယ်ငါးများများစားခိုင်းမယ် နောက်တော့မှဟင်းသီးဟိရွက်စားခိုင်းမယ်ဒင်းချင်တောက်ခိုင်းမယ်ပေါ့အဲ့လိုလေရတော့ကိုကတော့ကြင့်မိလို့ရဒီ habit ကြတော့သူ့ပေါ့နော်အမမျက်စိသွားမပိတ်နဲ့ဆိုတော့ပူဆိုးသွားလိမ့်မယ်နော်အဲ့ပြီးတော့မှမျက်စိအနာယူဖို့ဆိုတော့နည်းနည်းလေးတော့ဖြတ်ပါလိမ့်မယ်လို့သိလားနော်အဲ့တော့အမဆိုပုတ်ကပ်ပုတ်ကပ်လောက်တာဆိုတာဒါလေးရတော့မျက်စုံညောင်းနေသလားနော်သူ့ရဲ့မိမကနေရမှာပေါ့နော်မျက်စိမှာဘာဖြစ်နေသလဲမညောင်းဘူးဆိုလို့ရှင်ဟုတ်လားပေါ့နော်နောက်ပြီးတော့မှသူ့ရေမြွေးလေးနဲ့မကြာခဏလေးအဲ့လိုမျက်လုံးလေးအဲ့အဲ့လိုပါပေါ့ကပ်ပေးတာမျိုးပေါ့နော်နောက်တစ်ခါကျတော့မရရေတက်ဖြည့်တာပေါ့နော်အဲ့တော့ ကလေးကတော့ဆော့ရင်တော့လေရေတက်တောက်တယ်ဒါပေမဲ့လေမျက်လုံးရေတက်ဖြစ်ဖို့ဆိုတခါလေးကြာနည်းနည်းခက်တယ်နော်အဲ့လိုခက်တဲ့သူများမျိုးဆိုရှင်မတော့တော့ဒီသခွားသီးလေးတွေနဲ့မျက်လုံးလေးပေါ်မှာပေါ့နော်သူ့ကိုလေညအိတ်တော့မယ်ဆိုတိုင်းအီတာလီခဏတင်လိုက်ဆိုရှင်သူတို့ခံတယ်ဟုတ်ဟုတ်အဲအဲ့လိုမျိုးလေးကိုတော့ဒါတစ်လမှာ၃လခါလောက်တော့လုပ်ပြီးမယ်ဆိုရှင်တော့တဖြည်းဖြည်းနဲ့တော့ဒီ habit ကတော့ညော့သွားမှာဖြစ်ပါလေဟုတ်ကဲ့ပါအဲ့တော့မှ၃လလောက်လုပ်ပြီးကြည့်တယ်လုပ်ပြီးကြည့်လို့မှတော့ဟိုတော့မဖြစ်ဘူးဆိုတော့သူ့ရဲ့မာဆယ်ဒီမှာညချွင်ချက်ရှိသလား တခုခုဆိုတာတော့ဒါကတော့မျက်စိဆောင်ကတော့မမတို့ထက်ပိုသိတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပြာမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဆရာမကြီးဒါဒီနေ့မှာဆိုလို့ရှိရင်ပေါ့เนาะဒါဖေဖေမေမေတို့ကအဲတို့ရဲ့တတမီမီလေးရဲ့အတွက်ပေါ့เนาะဒါမျက်စိကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မေးထားကြတဲ့မေးခွန်းလေးတွေကိုပေါ့เนาะအဲဆရာမကြီးကနေပြီးတော့အခုလိုအချိန်ပေးပြီးတော့ဒါဖြေချပေးရကျေးဇူးတင်ပါတယ်ဆရာမကြီးဟုတ်ဟုတ်ကဲ့ပါเนาะ ကျမရလည်းသမီးတို့ PN kit ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ဗောနောဖီဖီမီမီတို့တွေနည်းနည်းလည်းတတမီမီတို့တွေဗောနောဟိုတခုခုဖြစ်တယ်ဆိုလို့ရှင်ဒါတိကျတဲ့ဗောနော information လေးတွေလည်းရစီ ချင်ပါတယ်เนาะနောက်ပြီးတော့မှဗောနောဒီလိုမျိုးအဓိက main ကိုပြောရမယ်ဆိုလို့ရှင်တော့ကျွေးတဲ့အခါမှာလည်းအစားအစာလေးတွေကိုတကယ်ကိုပဲ balance ဖြစ်အောင်အဆုံးပါအောင်ဗောနောဒါလေးတွေကိုကျွေးပေးပါများဖို့တော့မလိုပါဘူးဒါ vitamin နေနဲ့ပြည့်ဝတဲ့အစားအစာလေးတွေကိုကျွေးပါတကယ်ကြီးတခုခုဖြစ်လာခဲ့ရင်လည်းတကယ်ကိုပဲနားလေတက်ကြွနဲ့မျက်စိဆရာဝန်တွေ ပြတ်တာပါမျက်စိဆောင်နေမရှိရင်တော့မှเนาะနားလေတဲ့ဆောင်ဝင်တွေကိုပြတ်တာပြီးတော့မှအကြံဉာဏ်တွေယူပါလို့တော့ပြောပြချင်ပါတယ်ရှင်ကျေးဇူးလည်းတင်ပါတယ်ရှင်ဟုတ်